ဩဒလမင်းကြီးကမြတ်စွာဘုရားရှင်ကိုတော်မြတ်ကိုဘုန်းတော်ကြီးတော်မြတ်စွာဘုရားတပည့်တော်အိမ်မက်ထဲမှာဗျာထူးဆန်းလိုက်တာတရပင်တို့အုံးပင်တို့ပိနှဲပင်တို့အဲ့ဒီလိုအပင်ကြီးမျိုးဝင် ဖြစ်ပြီးတော့အနည်းဆုံး၄၅၆နှစ်ကြာမှာ အသီးသီးနဲ့အပွင့်ပွင့်နိုင်တဲ့အဲ့ဒီအပင်တွေဟာတဒောင်တော့တထွာတော့မြေကြီးနဲ့မလွတ်သေးတဲ့အကျွဲမှာပဲမြေကြီးကို တရွတ်တိုင်းပြီးတော့အသီးတွေသီးနိုင်တာဗျာသိထူးဆန်းတာပဲမြတ်စွာဘုရားတပြည့်တော်ဘယ်လိုပါလဲဒီအပင်တွေကအကြီးကြီးလည်းမဟုတ်ဘူးပြီးအပင်လေးရဲ့တိတိလေးတွေ တို့ရမှာအသီးကိုလည်းပဲမနိုင်ကြဘူးမြေကြီးမှာတရွတ်တိုက်နေတာပဲဘယ်လိုဖြစ်တာပါလဲတို့တို့အဲ့မထက်မှာစဉ်းစားလို့မရဘူးထူးလဲထူးဆန်းနေမြတ်စွာဘုရားအဲ့ဒီအဲ့မကြောင့်မလို့တပည့်တော်မှာဘယ်လိုအကျိုးအပြစ်တွေဖြစ်နိုင်ပါသလဲဆိုတော့မြတ်စွာဘုရားကတကားတော်မင်းကြီးတဲ့ဒီအိမ်မက်ကြောင့်တင်မင်းကြီးမှာဘာအကျိုးအပြစ်မှာ ရှိဘူး။နောင်ကာလကြလို့ချင်းဒုရဟာတတန်းတွေကတူတူလာပြီတော့ဘာကားတယ်သိပြီးတော့သူပြောလာလိမ့်မယ်။အင်္ဂရွယ်ရွယ်စော့တဲ့ကစားတဲ့ကလေးအရွယ်မှာတဲ့ချစ်ကြောင်ကြိုက်ကြောင်စကားတွေပြောလာလိမ့်မယ်။အင်းတော်ရဲ့သားကြောင့်ဟလား ဒါကြောင့်မရကြောင်းတွေပြောလာလိမ့်မယ်တော့အဲ့ဒါမျိုးပြောချင်တာနော်ရာဂထူပြောတယ်ဆိုတာအယွဲနဲ့မတန်နဲ့ညဉ့်ညမ်းတဲ့စကားမျိုးတွေကိုသူတို့နှုတ်ကပြောထွက်လာကြတယ်စိတ်ဝင်စားလာကြကလေးတွေကဒီနေ့ခက်လဲဥစ္စာတို့မြင်တွေ့နေရတာပါပဲနော်အိုး73နဲ့72နှစ်လေးတဲ့အိမ်တော်ကြာနေတာတွေ့ရင်အကောဒလာမင်းကြီးအိမ်မအတိုင်းမယ်လို့ပြောရမလို့ဖြစ်တယ်ပေါ့နော်ဒါဆိုပါကြတာကြိုးပြီးတော့မြင်တော်မူတဲ့သူပါလား ဘုရားရှင်ဆိုတာအကုန်သိနိုင်တာပဲလေ။ဘယ်ညီဒီနောက်တရှင်ကြရဲ့။ငွေလိုရတဲ့ဟာရာဂတွေတိတ်ကြီးပြီးတော့အရွယ်မရောက်သေးပဲနဲ့။နော်။အရွယ်မရောက်သေးမရင့်သေးတဲ့အပင်ရှင်းချက်တဲ့အပင်တွေကလေဒံမူးဒံခံနိုင်တတိယဒံကိုခံနိုင်ပြီးခိုင်းနေပါလေကျိုးတာပဲ့တာမှဖြစ်တာလေ။လောကရဲ့ဒံကို မခံနိုင်သေးတဲ့လောကရာအထုထောင်းမခံနိုင်သေးကိုဝမ်းကိုတော့ရှာမစားနိုင်သေးတဲ့အရွယ်လေးတွေမှတယ် အိမ်တော်ရသားတွေပါတယ်ကြာပြီးတော့တာတာတွေလောက်သမိတွေလောက်တဒုက္ခပင်လဲဝေးပြီးတော့နေကြတဲ့အဖြစ်မျိုးဖြစ်လာလိမ့်မယ်လို့ပြဿနာပြားကပိန်တော်မူတာဘာတော့ဆိုတော့ရာဂအာကြီးကြတဲ့အခါငငယ်ရွယ်နဲ့အိမ်တော်ကြာဘာလို့စားမှမသိပညာရေးရလည်းမပြည့်စုံစီဝါရလည်းမရှာတတ်မရှာတတ်တဲ့အခါကျတော့အဲ့ဒါတာတွေလောက်သမိတွေလောက်တဒုက္ခရောက်ကြတာဘော ကိုချောင်ဘုံကိုရက်နိုင်ဖို့ခရင်တဲ့အရွယ်လေးတွေဆိုတော့အေးအဲ့ဒီလိုအဲ့ဒီလိုတွေနောင်ကြရင်ဖြစ်လာလိုက်မယ်ဒါတင်မင်းကြီးနဲ့ဘာမှမဖြစ်ဘူးတင်မင်းကြီးနဲ့ဘာမှမထိခိုက်ဘူးလို့မြတ်စွာဘုရားကအဲ့ဒီမင်းကြီးရဲ့အိမ်မက်ကိုဖြည့်ရှင်းပြဒါကဘက်တံပေါက်ကပြ အတူလေးနေနဲ့တထွာတတောင်မြစ်ချုံက ဝင်ကြပြီးကြပြီးကညာပြုံမအိတ်ချီရငယ်ကအိမ်ထောင်ကြီးတဲ့ရေစက်ခစားတယ်ပေါ့ဘုရားတော်မဟာဝိတ္တဒါယုံဆရာတော်ဘုရားကြီးကတော့ချိန်မကြခင်ကရောက်ခါတဲ့သစ်ပင်ငယ်ဖူးငုံတန်းပွင့်တန်းမီတီးကြသွဲသွဲ မိမငယ်သူငယ်ယောက်ျာချစ်မြတ်တာပိုလျောင်းလို့ရွယ်မတောင်းတန်တဲ့မြတ်ကိုစွဲကလေးဘွာဘုရားဆရာတော်ဘုရားကြီးအဲ့ဒါလို့အပြားလေးဆက်ပြီးတော့စိုးခဲ့တယ်ပေါ့ရွယ်မရောက်ခင်အိမ်တော်ပြုကြတဲ့အခါကျတော့လောကရာအထု အထောင်းတွေမခံနိုင်တရားနာတရားနားလည်မှုတွေမပေးနိုင် ေစာဝတ်နေမပြည့်မလည်ဖြစ်လာတဲ့အခါတာလွန်လောင်းသမီးတို့တို့ကရောက်ကြတဲ့အခါမတက်မဆက်ရန်နေပါတယ်ဖြစ်ပွဲကြပြူကြအဲ့ဒီလိုတွေဖယုတ်ဖယဲတွေဖြစ်တာအပင်ကသေးတော့အသီးရထောင် မခံနိုင်ပဲနဲ့ဂိုင်းနေပါတယ်ပဲ့ကြတာတို့ဟလာ ကြည့်မလာတော့ဘူးလေနော်အသီးရထောင်မနိုင်မှမနိုင်ဘူးအဲ့လိုပဲငငယ်ရွယ်အိမ်တော်ကြတဲ့ခါကျတော့အိမ်တော်တောင်းဝင်တဲ့မင်းကလေးကလည်းမထိမ့်သိမ့်တဲ့ယောက်ျားလေးကလည်းဥမဆောင်နိုင်ဆိုတော့ ကုန်လုံးဖယုတ်ဖယဲကိုယ်ယောက်ျားဖြစ်ပြီးတော့ဒုက္ခရောက်ကြရတယ်ပေါ့ဒါဟာနောက်မှာဖြစ်လာလိမ့်မယ်လို့ပြဿနာပြဿနာကောဒလမင်းရဲ့အိမ်မက်ထဲမှာရှင်းပြထားတာပေါ့နော်အားလုံးဘုဒ္ဓတ္တမြတ်တာနာယူကြပါ